ွင်တနောင်တန်တွေးရှိတယ်ရွာနဲ့မေကိုမှန်ရွယ်သဘာဝရုပ်ခန္ဓာတွေအညာရဲ့တလေးကိုလွန်နေအရင်တော့ကဦးစေတော်ကတော့ကျမတို့ကတော့မမီခဲ့ဘူးပေါ့အရှင်မင်းကနောင်မင်းသားကြီးပေါ့စိုက်သွားတာပေါ့ဒီဆိုင်လေးကကျတော့1368ခုမှာစဖွင့်တာပေါ့16နှစ်ကျော်သွားပြီပေါ့ဇာတိကန့်ရှေမှာဆိုလို့အရှင်မင်းထန်းတော်ဆိုလို့ဖတိထိုင်းဆိုင်ဆိုလူကတိရပေါ့အဲထဖို့ပင်လားထမလားပင်လားအဲထမလားလို့ ခဲလဲလာတော့ဟိုပါဗောစလုံးလေးလောက်တော့ရှိဟောခုလေးလေးကစတယ်လားအော်ဆန်းနေတော့ခုလောက်ကတော့လက်ရှိရောရှားရောဒီထမ်းမင်အဆိုရင်အကုန်လုံးရတယ်ထမ်းရွက်ဆိုရင်တဲတွေပါမိုးလို့ရတယ်ထမ်းသီးဆိုလဲစားလို့ရတယ်အထမ်းသီးကနေမှဲ့သွားတယ်ဆိုထွယ်မြစ်ကနေပြီးတော့တခါထွယ်မြစ်ဆိုတာရှိသေးတယ်ဖုတ်စားလို့ရတယ်ပြီးလို့ရင်အထယိုးလေးတွေမှာထယိုးလေးကြီးကျတော့ကလဲထိုင်နေလောက်တယ်ရှော်တွေပါလောက်တယ်အကုန်လုံးထမ်းမင်တပင်လုံးမှာအကုန်လုံးသုံးဝင်တဲ့ဟာတွေပေါ့ အဲထမ်းမင်လုံးကိုမှသူကလှဲပြီးတော့တချို့အိမ်တွေပါရစောက်တယ်။ဒါပေမဲ့ထမ်းမင်ကဘယ်အရာမှအသုံးဝင်ဆိုတာမရှိဘူးအကုန်လုံးအသုံးဝင်နေဟာကြီးကြီးပဲ။အာအရင်တော့ကတော့ဟိုးစီတော့ကတော့ကျမတို့ကတော့မမိခဲ့ဘူးပေါ့။အိရှင်မင်းကနောင်မင်းသားကြီးပေါ့။စိုက်သွားတာပေါ့။ဟုတ်နှစ်ပေါင်းတော့များလာပါပြီ။ကျမတို့တော့မမွေးသေးဘူးအချင်းက။ဒီဆိုင်လေးကကျတော့1368ခုနှစ်မှာစဖွင့်တာပေါ့။18နှစ်ကျော်သွားပြီပေါ့။ဟုတ်တယ်အိရှင်မင်းထမ်းတော့နာမည်ကြီးရလူကမသိရလူတော့မရှိဘူးပေါ့။ ကြန်ဒီကန်ရှေမာဆိုလို့အင်ရှင်မင်းထန်းတော့ဆိုလို့ဖတ်တီထိုင်းဆိုင်တို့လူတကာသိရပေါ့ထိုင်းကြတော့ကျမတို့ကတမျိုးတည်းပဲရေခဲစိန်နာလေးအဲရေခဲစိန်လေးမောလာတဲ့အချိန်မှာရေခဲစိန်လေးတောက်ချင်တဲ့လူကကြာထိုင်းရေခဲစိန်စိန်ပေးထားတယ်အဲတိတမ်းပေါ့အပြင်းကြိုက်တဲ့လူကကြတော့ရိုးရိုးပေါ့ရိုးရိုးလည်းရှိတဲ့ရေခဲစိန်ပေါ့ထိုင်းကတော့ရသာတော့တမျိုးတည်းပေါ့အဲရေခဲစိန်နဲ့အေးထားနဲ့ပူပါကွာသွားတာပေါ့အတက်တော့မှလားမသိဘူးခင် ဟုတ်တက်လာပါလေဟာဟုတ်ထန်းတက်မယ်ဆိုဘာကြီးလိုအပ်တာမျိုးရှိလဲထဲလက်မယ်ဆိုတော့ဆင်းလုံးလို့ထားလို့လိုအပ်လာပါဆောင်းဆောင်းရတော့ဘုံလိုတော့လူစားလူခုဆက်ရလာပဲအဲ့ဒါလည်းရှိတယ်အဲ့ဒါလို့ဆိုတော့ထဲလို့ဟောတော့လူချလာပါဟုတ်ဟုတ် အထဖို့ပင်လားထမပင်လားကိုထမလို့လားခံတက်လားဘယ်နှစ်နှစ်လောက်ရှိလဲကိုထဲလဲလာတော့ဟိုပါဗောဆက်လုံးနှစ်လောက်လောက်ရှိဟုတ်ခုလည်းကစားကြလားဒီဖတ်ဒီတန်းတော့မှာပဲတက်တာလားကိုမဟုတ်ရတော့ရင်ထဲတော့မှာလည်းပြက်နေရဲ့ဟာလားဟုတ်ဟုတ်ဆန်းနေတော့ခုနောက်ပဲလို့လက်ရှိရောရှားရောသမင်းတပင်ကဘလောက်ထိထွက်တာများလဲဘလောက်ထိတော့ထားတော့နှစ်ခါလဲလုံးခါလဲ တောင်းလို့ထွက်လာပါဟင်းတရက်ကိုလာကိုတရက်ဆိုတော့ငါဟောက်လာတော့ထွက်လာဒီမှာတော့အမီးတွေကတော့စုံတယ်လေအဲကြက်ကလာသားဇက်တီတို့ချက်သားကျော်တို့စနိုက်ကျော်စိတ်သားတောင်းတို့အမဲသားကျော်ကျွတ်ကျော်တို့တစ်ခါကြရေကျက်ကျော်တွေကဆ ਾਇ ရရလေ ွင်းသားတော့အများကြီးပဲပေါ့သူများထက်မကအများကြီးကိုဆိုင်နဲ့နာမည်ကြီးအောင်ကောင်းကောင်းမွန်မွန်ချက်ပြီးတော့ပြုတ်တော့လောက်တာပေါ့အစဖွင့်ကဆောင်ကတော့ထမ်းလက်တဲလေးနဲ့နည်းနည်းလေးပေါ့နှစ်တဲသုံးတဲလေးပဲရှိရပေါ့အဲ့ချိန်မှာနှစ်တဲသုံးတဲဟိုစဖုံမှုတွေဘာကြီးလဲငှားပေါ့အများကြီးပေါ့နောက်ပိုင်းညမှာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တက်သွားတာပေါ့ထိုင်းရီဝဘလောက်ကောင်ဆိုတော့တမျိုး600 500 700တထောင်နောက်ပိုင်းတစ်စင်းတစ်စင်းနဲ့တက်သွားပေါ့ ုချိန်ကျတော့ထန်းသမားတွေကတက်တက်လူကတိတ်မရှိတော့လေကိုကလည်းပတ်စံတော်တော်ပေးပြီးတော့ငှားရတာဆိုတော့အဲကြောင့်မို့ခုကျတော့တမျိုး3500ရှိတယ်ဟော4000လောက်ရှိရယ်5000လောက်ရှိရယ်စဆပေါ့ OGO သေးပဲမှုတွေ့ရအရစားကတော့တူတူပဲအဆုံးပါတယ်ဟိုနိုင်ငံသားဟာတွေလည်းလာတယ် အစုံပေါ့ဗမာလူမျိုးတရုတ်အမျိုးမျိုးလာပေါ့ဟမ်ရရှားတယ်ဆိုတာမရှိဘူးထွန်းနှုံနေတာနဲ့များတာပဲကွာလားတော်သလင်းသတင်းကျုပ်ဆိုလို့ရင်ထွန်းနှုံနေတာပေါ့ဒီတဘိုးရဲနောက်ပိုင်းဆိုလို့ရင်တဘိုးရဲတပေါင်းဆိုရင်သူ့ရာသီလှိုင်သွားပြီပေါ့အဲတော်သလင်းသတင်းကျုပ်ကတော့နည်းနည်းရှားတဲ့ရာသီပပသွားပေါ့ရှားတယ်ဆိုတာလည်းတက်တက်လူရှိရဲ့ထွန်းနှုံနေတာပေါ့အပင်ကဟိုခု1ပြက်နေတဲ့လူတွေ1မသွားဘူးဆိုရင်ထိုင်းရည်လေးတောက်လိုက်လို့1သွားတယ်တချို့ကြမေးရဲ့ဝင်းနေသွားတယ်ထိုင်းရည်လေးတောက်လို့ဆိုတာဝင်းသွားရဲ့ဆိုတာအကူတို့မှအပူဝင်းနေရှိရဲ့လေအဲ့ဒါကြီးဆင်းသွားတာကောင်းသွားတာပေါ့ န်းမင်ရဆိုရင်အကုန်လုံးရတယ်ထန်းရွက်ဆိုရင်တဲတွေပါရမိုးလို့ရတယ်ထန်းသီးဆိုလဲစားလို့ရတယ်အထန်းသီးကနေမှဲ့သွားတယ်ဆိုထွယ်မြစ်ကနေပြီးတော့တခါထွယ်မြစ်ဆိုတာရှိသေးရဲ့ဖောက်စားလို့ရတယ်ပြီးလို့ရင်အထယိုးလေးတွေမှာထယိုးလေးတွေကျတော့ကလဲထိုင်နေလောက်တယ်ရှော်တွေပါရလောက်တယ်အကုန်လုံးထန်းမင်တပင်လုံးမှာအကုန်လုံးသုံးဝင်တဲ့ဟာတွေပေါ့အဲထန်းမင်လုံးကိုမှ तू ကလှဲပြီးတော့တချို့အိမ်တွေပါရစောက်တယ်ဒါပေမဲ့ထမ်းမင်ကဘယ်အရာမှအသုံးဝင်ဆိုတာမရှိဘူးအကုန်လုံးအသုံးဝင်တဲ့ဟာကြီးပဲဒါပေမဲ့ထမ်းမင်ကသိတဲ့ဆိုတာမရှိဘူးသိခဲ့တယ် ထဖို့ထမရှိရလေသူကထမ်းမင်းကထဖို့တစ်ခါထမ်းရထွက်တယ်ထမတစ်ခါထွက်တယ်ညက်တို့မရန်တို့အတွက်ထမ်းရအရာစီလိုက်ထွက်တယ်အပင်လိုက်ကအဲလိုင်းတော့ခုမန္တလေးကနေပြီးတော့မြောက်ကြမှာပေါ့နော်ကျန်ဒီကန်မရရမိုးကုတ်ကာလမအီကိုထွက်ခဲလိုက်လို့ရင်အိရှေမင်းထမ်းတော့ဆိုပြီးဆိုင်းဘုတ်ကြီးရှိရဲအဲအာနေကဘေဘက်ဘေဘက်ကြမှာပေါ့နော်အဲဘေဘက်ကိုချိုးခဲလိုက်ပါအိရှေမင်းထမ်းတော့ဖတိထိုင်းဆိုင်ဆိုပြီးရောက်မှာတဘာဝရောခံထားတယ်အညာရဲ့တလေးကိုလွန် in time.